ဧပြီလ၂ရက်မနက်၈နာရီအထိငလင်တန်းကျောင်းသေဆုံးသူ2886ဦးထရရရှိသူ4633ဦးနဲ့ပျောက်ဆုံးသူ383ရှိပြီဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာမလ28ရက်ကဖြစ်ပွားခဲ့တဲ့အင်အားပြင်းမြင်ငလင်တန်းကျောင်းဒီနေ့ဧပြီလ၂ရက်မနက်၈နာရီအထိသေဆုံးသူ2886ဦးထရရရှိသူ4633ဦးနဲ့ပျောက်ဆုံးသူ383ဦးဖြစ်ကြောင်း NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ မလ28ရက်ဒေတာစံတော်ချိန်မိုးလဲ12:52မိနစ်3:20ကန်အချိန်မှာအင်အားပြင်းမြင်ကလေးနဲ့နှုတ်ဆက်တွဲငလင်ငယ်တွေလှုပ်ရှားမှုကြောင့်စကိုင်းတိုင်းဒေတာချိန်မန္တလေးတိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်ရှမ်းမြောက်ဒေတာနေပြည်တော်ကောင်စီနယ်မြေဘကိုးတိုင်းဒေတာချိန်တို့မှာငလင်တန်းတင်ခဲ့ရပြီးလန်ဒတာအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ရကပြည်သူတို့သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ငလင်တန်တဲ့ဒေတာအသီးသီးမှာကုညီကေစိန်လုပ်ငန်းတွေကိုတိုင်းစစ်ဌာနချုပ်အသီးသီးကတက်မတော်သားတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေမိသက်တပ်ဖွဲ့ ဝင်တွေပြည်ပနိုင်ငံတွေကကုညီကယ်ဆယ်ရေးအဖွဲ့တွေဌာနဆိုင်ရာဝန်ထမ်းတွေလူမှုကုညီရေးအသင်းအဖွဲ့တွေနဲ့ဒေသခံပြည်သူတွေပူးပေါင်းပြီးအချိန်နဲ့တပြေးညီကုညီဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါဗျ။